မြန်မာပြည်ပေါ်တိုင်းသားညီကောင်မောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့လို့ဖွင့်ဆတာလိုက်ပါတယ်ဒီနေ့မှာကတော့ကြောက်ဖြူကြောက်ဖြူမှာကတိုက်ပွဲတွေကအလွန်ကိုပြင်းထန်နေပြီးတော့အခုဆိုရင်ဒီနေ့ပြောမယ့်သတင်းတွေကရည်စရာဟာသားများလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဆိုတာကိုကြိုပြီးတော့ပြောပြရစီဘာလို့လဲဆိုတော့ကြောက်ဖြူဒေသမှာအေးအေးကြားရှုံးပါစေ ဆိုပြီးတော့နက္ခနာတွေဖိတ်ပြီးတော့အေးအေးကြားဆုံးပါစေအေးအေးကြားရှုံးပါစေဆိုပြီးတော့ ရေရွာပြီးတော့လက္ခဏာပွဲတွေကျင်းပတယ်ဆိုတဲ့တည်းဆိုတော့ဒါကရည်စရာဟာသာအလားဖြစ်နေတယ်လက္ခဏာပွဲတွေနဲ့အေးအေးကြားရှုံးပါစေ ဆိုပြီးတော့စူတောင်းနေပေမဲ့စစ်ကောင်စီကိုတဘာဝတရားကြီးကတောင်လုံးဝလက်မခံတော့ပါဘူးဘာလို့လဲတဘာဝတရားကြီးကလက်မခံဘူးဆိုတော့ဒီနေ့မှဆိုရင်အကြည့်အကျဉ်းငလျင်လုံးသွားတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုလည်းဖတ်ကြည့်ရတယ်ပြီးတော့ စီကောင်းဆောင်မင်းအွန်လိုင်းကအာရှပစိပိတ်ဒေတာမှာနေတိုးအဖွင့်ဝင်နေရောက်လာတာကိုစိုးရိမ်မှုမြင့်တက်နေပါတယ်ဆိုပြီးတော့အမေအမြန်ကန်တာတခုမှပြန်ဖြီသွားတယ်ဆိုတဲ့တည်းဆိုတော့နေတိုးမပြောနဲ့ကြော်ကြော်ဘူးလာရင်လည်းလက်ခံနိုင်မှာမဟုတ်ပါဘူးเนาะနေတိုးမပြောနဲ့ကြော်ကြော်ဘူးလာရင်လည်းမင်းတို့ကိုသဘာဝတရားကြီးကတော့လက်မခံတော့ဘူးဆိုတော့ကဒီအဖြစ်ပြက်တင်နေအတူတူ ဝေဟင်ကအမြဲတမ်းစိတ်ကောင်းစီကအယတာပြည်သူတွေကိုပြမှတ်ထားပြီးတော့အမြဲတမ်းပြစ်ထနေပေမဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစင်ဒီအရာတွေကို အမြဲတမ်းရန်ရှာနေပေမဲ့အာရာခတတ်တော်တင်ထားတဲ့ရခိုင်ဒေသမှာအခုဘူးသီးတောင်တိုက်ပွဲကဖမ်းဆီးရမိတဲ့စစ်တုံးပန်းနေရဲ့မိသားစုဝင်တွေစစ်တုံးပန်းနေအယောက်300ကျော်ကိုဒီနေ့မှလည်းထပ်ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့တည်င်းတဲ့ဘုတ်ကိုဖိုက်ချူရတယ်ဒီတော့အလွန်ကိုလူသားဆာမှုကိုဝန်တာပီတီဖြစ်ရတယ်ဆိုတော့တဖက်မှာလည်းကြောက်ကြုတ်ကိစ္စကိုပြောမယ်ဆိုရင်ဒီနေ့မှာငလျင်ဘေးသိငလျင်လှုပ်သွားတယ်ဆိုတော့ဒီငလျင်လှုပ်တဲ့တံကိုဘယ်သူအားခံရမှာလဲစေပေဖြစ်ဖြစ်ပြည်သူလူထုခံရမယ်ငလျင်လုံးရင်လည်းဒေသခံတွေပဲခံရမှာဖြစ်တယ်ဘာလို့လဲဆိုတော့အစီကိုသူတို့ယူ အသားကိုသူတို့စားခံလာရမယ့်ဒုက္ခဆင်းရဲဟုတည်းများတဘာဝဘေးအန္တရာယ်ကိုခံရတာကပြည်သူလူထုဖြစ်ပါတယ်ဒီတော့တဘာဝတယံဇာတာအမြဲတမ်းထုံးနေတဲ့နေရာမှာတနေ့မဟုတ်တနေ့တဘာဝဘေးအန္တရာယ်ဆိုတာကြာရောက်တယ်ဆိုတာအစားကလေးကလည်းကျွန်တော်တို့လေးလာဖူးတယ်စာအုပ်စာပေတွေမှာလည်းဖတ်ဖူးတယ်ဒီတော့ဆွေတဘာဝတံဝဲထုံးနေတဲ့နေရာမှာ ြည်သူတွေရဲ့တိုးတက်ဖွံ့ဖြိုးမှုကဘာမှမရှိဘူးတိုးတက်ဖွံ့ဖြိုးမှုမရှိတာကိုမပြောနဲ့အဲ့ဒီ gap pipeline တွေရေနံတွေအမြဲတမ်းထွက်နေတဲ့နေရာမှာပြည်သူတွေကညာဖက်ဆိုရင်ဖျောက်နိုင်တော့ပုံမှန်မထွက်နိုင်တဲ့ဒေသကလေးတွေဖြစ်နေတယ်ဆိုတာဒါဖွံ့ဖြိုးရလားမဖွံ့ဖြိုးဘူးလားမိမိတို့အနေနဲ့တွေးတော့ရင်သိနိုင်တယ်ဒီတော့အမြဲတမ်း ရခိုင်ဒေသမှာရခိုင်ပြည်သူလူထုတွေကဇယံဇာတာထွက်တော်တဲ့အရာကိုအစီကိုယူအသားကိုသူတို့စားပေမဲ့အကျွင်းအကြံဖြစ်ကြရခဲ့တဲ့တဘာဝဘေးအန္တရာယ်ဒုက္ခဆင်းရဲများစွာကိုပြည်သူကပဲခံစားနေရတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဖချူမဲတဲ့င်းကဟာသားတပုတ်လေးမြင်မိတယ်ကြောက်ပြူအခြေဆိုင်တရင်နေမှာ နဂနာဘွေပြုလုပ်ပြီးတော့အေးအေးကြားချုံးပါစေဆိုပြီးတော့ US ကိုခိုင်းပြီးတော့ရတရာခြေလိုက်တယ်ဆိုတဲ့တတိဟာကျွန်တော်တို့ရခိုင်မှာဆိုရင်ဇတ်တပင်လေးပါတယ်မှာဒါဟာသားပြက်လုံးမှာပါတယ်နတ်လေးမနိုင်ပလေးမနိုင်ဆိုတာဆိုတော့နော်ဘိုးချိုးထောင်းမြတ်နိုင်အမေမြန်တခုမှလည်းပြောတာကြားဖို့တယ်ဗာလဲရောက်ခမသေးတာနဲ့ငခုစုတာနဲ့အခုရခိုင်စကပုံမှာရှိတယ်လို့နတ်လေးမနိုင်ပလေးမနိုင် နမနိုင်ပမ်းမနိုင်ဆိုတော့တဘာဝဘေးအန္တရာယ်ကိုတိုင်ကစစ်ကောင်စီကိုလက်မခံတော့ဘူးကြောက်ဖြူအခြေဆိုင်တရင်နေမှာနကနာဝိတွေပြုလုပ်ပြီးတော့အေအေကြားရှုံးပါစေဆိုပြီးတော့ရွှေဆိုခိုင်းပြီးရတရာခြေလိုက်တယ်ရခိုင်ပြည်ကြောက်ဖြူမျိုးကစစ်ကောင်စီအခြေဆိုင်တရင်နေမှာကြောက်ဖြူမျိုးတွေကနာမည်ကြီးနကနာတွေကိုပင်းဆောင်ပြီးတော့နကနာဝိပြုလုပ်ပြီးအေအေကြားရှုံးပါစေအေအေကြားရှုံးပါစေဆိုပြီးတော့ရွှေဆိုခိုင်းပြီးရတရာခြေမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ် စေတမီတာစုတွေနဲ့ရင်းနှီးတဲ့ကျောက်ပြူဒေသခံတယောက်ကဒီလား15ရက်မနက်ပိုင်းမှာကျောက်ပြူမျိုးနဲ့အတွင်ကရှိသမျှနတ်တွေပေါ့နော်ကျွမ်းချင်မျိုးချင်အစနာမည်ကြီးနတ်တွေကိုပင်ပြီးတော့နက္ခနာပွဲပြုလုပ်ပါတယ်ဆိုတော့ကကျွန်တော်ကြားဖြတ်ပြီးတော့ပြောလိုက်မယ်ကျွမ်းချင်နဲ့မျိုးချင်တွေကိုကဲပင်ပါပြီးတဲ့ဒီနတ်လာတာရောတွေ့ကြရလားဟမ်နတ်လာတာကိုတွေ့ကြရလားတကယ်တမ်း ဒီကျွမ်းကျင်နဲ့နတ်ကျင်နဲ့တကယ်တမ်းသာဝင်ခဲ့မယ်ဆိုနေနိုးတွေကိုပဲလေပြင်းညှစ်မှာဘာလို့လဲဆိုတော့ရခိုင်ဒေသမှာရခိုင်ပြည်သူလူထုမကြိုက်တဲ့အပြင်မှာဒီကျွမ်းကျင်နဲ့နတ်ကျင်တွေကလည်းကိုတို့ကိုအလိုရှိမှနကနာပြုလုပ်ဖို့အတွက်ဖိတ်တယ်ဆိုပြီးတော့နေနိုးတွေလေပြင်းညှစ်မှာအေးကြားချုံပါစေဆိုပြီးတံပြန်ရွက်ဆိုရတယ်လို့သိရတယ်။ကြောက်ယူကနတ်တွေကိုတိုင်နေပြီးတော့သူတို့ကိုကာကွယ်ပေးပါစောင့်ချောက်ပေးပါစူတောင်းပေးကြပါတယ်လို့ပြောပါတယ် ဆိုတော့ကဒါဒီတည်မှာကတကယ်တည်ဆောင်ပါရေးတဲ့လူ ware တအားကြီးစရာဟာသားကိုတော့ကြိုက်တယ်လို့ထင်တယ်သလားဆိုတော့အဲ့ဒီရတရားခြေတဲ့အလုပ်ကိုကြောက်ဖြူမျိုးနဲ့တင်ပုတ်တောင်အခြေဆိုင်ဓညာဝတီရေဒတ်စခန်းဌာနချုပ်ရဲ့အကြီးအကဲညွှန်ကြားရေးမှူးနဲ့ပြုလုပ်ခဲ့တာလို့သိရပါတယ်ဒီညွှန်ကြားရေးမှူးဆိုတာကလေ AA လို့အတန်ကြားကလေးကကိုအရင်တော့ဓာခေစားပေါက်ပါဆိုပြီးမင်းတို့တွေကြွေးကြော်ခဲ့တာအခုဓာခေ စားပေါမဟုတ်ဘူးဒီ decade ကနေပြီး power nation နေ power ranger တွေဖြစ်လာတော့မင်းတို့တွေအခုကြတော့မတန်းနိုင်သေးလေဆိုတော့ကတောင်ကုန်းမျိုးသိမ်းတိုက်ပွဲအတွင်းမှာကလည်းစကခငါကဘုံမှုရှုပ်ကောင်းများတဲ့အဖွဲဟာလေတောင်ကုန်းမျိုး မေတော်ရုပ်ထုတွေကိုတည်ရင်အတွင်ပြုလုပ်ပြီးတော့အေးအေးကြားရှုံးပါစေဆိုပြီးတော့ဆူတောင်းပြီးတော့နဂနာပွဲပြုလုပ်ခဲ့ပေမဲ့တောင်ကုန်းတစ်ခုလုံးကို အာရာခတ်တတ်တော်ကသိမ့်ပိုက်သွားခဲ့တာဖြစ်ပါတယ်ဆိုတော့ကအခုလေ နမူနာပဲတောင်ကုန်းတုန်းကလည်းနကနာတွေပင်းပြီးတော့ယတရာတွေပြူလောက်ကြတယ်ယတရာမပြောနဲ့ယတရက်တထောင်လုံးရင်လည်းမနိုင်တော့ဘူးဘာလို့လဲဆိုတော့အခုထေပြောလိုက်မယ်တိုက်ပွေးတွေမှာတိုက်ပွေးတွေမှာအခုအေးအေးတခုတည်းတိုင်းနေတာများထင်ကြရလားเนาะတိုက်ပွေးတွေမှာအေးအေးတခုတည်းတိုင်းနေတာမဟုတ်ဘူး ဟိုးဘူဘောဘီဘင်ကလေးကခံစားလာခဲ့ရတဲ့စစ်တီတော်တွေရဲ့ဝိညာဉ်တွေပါပါတယ်ဆိုတာအုံနောက်ထဲမှာလည်းတွေးတာမင်းတို့နဂနာပင်းအောင်မကလို့ရတရားမပြောနဲ့ရတထောင်လုံးရင်လည်းမနိုင်တော့ဘူးเนาะဒီတော့တောင်ကုန်းတုန်းကလည်းရတရားပြုလုပ်တယ်မနိုင်ဘူးတောင်ကုန်းဒါတိုင်းကြီးပါတော့ပါလေရောအခုလည်းကြောက်ပြူမှာဓညဝတိရေဓစခတ်မှာလုံးတယ်ဆိုတော့ဓညဝတိရေဓစခတ်လည်းဒီနေလား မနှဲ့ပြန်လာပေါ့ဆိုတော့မန်အောင်မျိုးနေတိပုံကြေးရောအနည်းကိုဗဟိုပြူပြီးတော့မြင်းငလျင်လှုပ်ခဲ့တယ်ဆိုတဲ့တည်င်းတပုတ်ကိုလည်းဖတ်ချူးရတယ်ရခိုင်ပြည်မန်အောင်မျိုးနေတိပုံရောအနည်းကိုဗဟိုပြူပြီးတော့ဒီကနေ့မေလ16ရက်နေ့နက်တနာယီ45အချိန်ကအင်းအားပြင်းတဲ့ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့မြန်မာမိုးစလကတည်င်းထုတ်ပြန်ထားတာတွေ့ရတယ်ဆိုတော့ကဒီတည်င်းထုတ်ပြန်ထားတဲ့အပေါ်မှာ ဒီနေ့အခုကျွန်တော်တင်ဖတ်ရှုနေတဲ့နေရာမှာမိတ်ဆွေတို့အနေနဲ့ပို့ပြီးတော့ထင်ထင်ရှားရှားသိရလေအောင် ပို့ပြီးတော့စနစ်တကျသိရလေအောင် လေဝဒီအဖန်ဆိုတဲ့ပေးတစ်ခုမှာတကယ်တမ်းအမေအမြန်းငလျင်လုတ်ခဲတဲ့အကြောင်းကိုတင်ထတာရှိတယ်ဒီဟာကနေပြီးဒီဗီဒီယိုဖိုင်ကိုယူပြီးကျွန်တော်အနေနဲ့ထပ်စစ် sharing လိုက်ပြီးတင်ဆက်ပေးပါမယ်ရခိုင်ကမ်းရိုးတန်းဟာဆူနာမီဖြစ်စေတဲ့ငလျင်တွေရဲ့အန္တရာယ် အရှိန်မရွေးကြရောက်နိုင်တယ်လို့ငလင်းပညာရှင်တွေကသတိပေးလိုက်ပါတယ်ဒီကနေ့မေ16ရက်မနေ့တနာရီကျော်မှာရခိုင်ကမ်းရိုးတန်းရံပြကျွန်းအနီးမှာပြင်းအား၅ဓာတ်သမတက်ရှိတဲ့ငလင်းတစ်ခုလှုပ်ခတ်ခဲ့ပြီးတော့အဲ့ဒီငလင်းကိုပညာရှင်တွေကအခုလိုကောက်ချက်ရှာခဲ့ပါတယ်အခုငလင်းကတော့သူကဟိုဒီအောက်တော့အနက်10ကီလိုမီတာလေးတုတ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့ဒီနေရာကို စင်ကာပူကလေကမ္ဘာမြေလေးလာဆောင်ကြည့်ရဲ့ဖွဲ့ဆိုတာရှိတယ်။ Institute တခုရှိတယ်။ Observatory of Singapore ဆိုတော့ကျွန်တော်တို့ Alien Committee တို့ဘာလို့လဲပူးပေါင်းပြီးတော့သုတေသနလုပ်ခုတယ်။ဆိုတော့ပမာမြေထုချက်ရဲ့အောက်ကိုအိန္ဒိယမြေထုချက်စိုက်ဝင်ရင်းနဲ့ပေါ့လေပမာမြေထုချက်ရဲ့ကိုယ်ထဲမှာအပေါ်မှာသူကနည်းနည်းလေးဆိုတော့အပေါ်ကိုပွားထွက်နေတဲ့ကြက်ရည်လေးနှစ်ခုရှိတယ်။ဆိုတော့အရိယာတွေများလှုပ်တယ်လို့ပြောရမလားပေါ့ယူဆတော့ ယူဆရနိုင်တယ်ပေါ့နော်မြေထုရှက်နှစ်ခုတိုက်နေတဲ့နေရာတွေဟာငလင်ကြောတွေရဲ့အဓိကဘိုးချက်နေရာတွေဖြစ်ပြီးတော့နှစ်ကာလကြာလာတဲ့အမျှတွန်းအားတွေစုပုံလာနိုင်တဲ့သဘောလည်းဖြစ်တယ်လို့ပညာရှင်တွေကထောက်ပြကြပါတယ်ဒီမြေထုချက်နှစ်ခုတိုက်နေတဲ့ plate boundary ပေါ့နော်နော်ထိစပ်နားတစ်လျှောက်ကလည်းပဲဆူနာမီဖြစ်နိုင်တဲ့ငလင်တွေလွတ်နိုင်တယ်ဒါကြောင့်မလို့ဒီခိုင်ခန့်ရိုးတန်းတို့ ကျွန်တော်တို့ပင်လယ်ကမ်းစက်တူပို့လေနော် Aerial Delta လို့တင်းသားကြီးတို့စသဖြင့်ဒီနေရာတွေဒီကျွန်တော်တို့ကဆူနာမီနဲ့ပတ်သက်တဲ့ဥရင်းတွေကတော့ဆူနာမီအန်ဒီရဲ့ပေါ့လေရောလေးရေးဆိုင်ရာကိစ္စတွေကတော့ကျွန်တော်တို့ကပြင်ဆင်ဆောင်ရွက်ရမယ်အားလေးရရှိရဖို့ဒီသားကြရမှာပေါ့နော်ကေဝန်ဒေတာတစ်ယောက်ပါနေတော့ကနေတဲ့လူတွေက2004လို့ရတယ်လေဟိုကျွန်တော်တို့ကဟို effect ဖြစ်ထားမှုတယ်လေအဲဒီနေရာတွေမှာနော်ဆိုတော့ဒါဒီထားကြဟုတ်ကဲ့ဟုတ်ကဲ့ မကြသေးခင်ကပဲစကိုင်းမန္တလေးမှာအင်အား9.9ပြင်းအားရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာရခိုင်ကားရိုးတန်းကအာရကန်ငလျင်ကျော်အပေါ်မှာလဲစိုးရိမ်မှုတွေရှိခဲ့ကြတာပါဒီအချိန်မှာပဲအင်အား9.1ရှိတဲ့ငလျင်တစ်ခုဟာရံပြေကျွန်းအနီးမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်ငလျင်ပညာရှင်တွေကတော့ရခိုင်ကားရိုးတန်းဟာဆူနာမီအထူးသတိထားဖို့လိုတဲ့အကြောင်းကိုအခုလိုထပ်မံပြီးတော့သတိပေးထားပါတယ် ကျွန်တော်တို့မကြာခဏပြောလေးရှိတယ်အိန္ဒိယမြေထူးချက်ကဗမာမြေထူးချက်ရဲ့အောက်ကိုသူစိုက်ဝင်နေတဲ့ဒါနော်တက်ဒူနစ်ဖြစ်စေပေါ့ဆိုတော့အဲ့ဒီအနာဆုံးမြေထူးချက်နှစ်ခုတွန်းထိုးနေတဲ့ထိစပ်နေတဲ့အနာဆုံးတစ်ခုရှိတယ်ဆိုတော့အဲ့ဒီဟာဒီရခိုင်ကမ်းလုံးပတ်မှာရှိနေတာပေါ့နော်ဆိုတော့တောင်ဘက်ကနေ ပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်အင်ဒိုနီးရှားလေ ဆူမထရာကျွန်တော်တို့2004ပေါ့နော် Great Sumatra Archipelago ဆိုပြီးတော့ကျွန်တော်တို့ပါတော့ဆူနာမီဖြစ်ခဲ့တဲ့ငလျင်လွတ်ခဲ့ပြီလေဆိုတော့အဲ့ဒီကနေကျွန်တော်တို့ကမြန်မာနိုင်ငံဘက်ကိုသူဆက်လာတဲ့သဘောပေါ့ဆိုတဲ့ကကျွန်တော်မှန်တယ်1962 Arakan Archipelago ကျွန်တော်တို့ဆူနာမီ Channel Archipelago ပေါ့နော်ဆူနာမီဖြစ်ခဲ့တဲ့ငလျင်တို့ပြောရမ เนาะဆိုတော့အဲ့ဒီနေရာကတော့ကျွန်တော်တို့တကယ်ဟိုဟိုအရှိတောင်အာရှပေါ့လေဟိုအယ်ပိုက်ပါကောင်းလေငလျင်ကျော်ရဲ့အလေးပိုင်းလို့တော့ပြောလို့ရမှာတင်တယ်ဆိုတော့စစ်ကောင်စီကအာချပစိပိတ်ဒေသမှာနေတော့အဖွဲ့ဝင်တွေရောက်လာ၍မြန်မာနိုင်ငံအတွက်စိုးရိမ်ကြောင်းစစ်ကောင်ဆောင်မင်းအွန်လိုင်းကပြောကြားလိုက်တယ်ဆိုတဲ့တဲ့နေတော့မပြောနဲ့ခုနကပြောတယ်လို့ကြော်ကြော်ပေါ်လာရင်လေ မင်းတို့စိုးရင်ပေမဲ့မင်းတို့ဖြစ်စဉ်တွေအတိုင်းကတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်တော့ဘူးအခြားပစိဖိတ်ဒေသတို့နေတိုးအဖွေးတွေဝင်ရောက်လာပြီးတော့စီးရဲလေးချင်းမှုများပြုလုပ်ခြင်းကမြန်မာနိုင်ငံအတွက် စိုးရင်စရာဖြစ်ကြောင်းအာနာတိုင်းစစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောကြားခဲ့သည်နေတိုးအဖွေးတွေကအခြားပစိဖိတ်ဒေသတို့ရောက်ရှိလာသောကြောင့်မြန်မာနိုင်ငံအနေဖြင့် NDA ချိလာနိုင်သလားဟုမင်းမြောင်မှုအပေါ်မှာမင်းအွန်လိုင်းကစိုးရင်ကြောင်းစိုးရင်မှုရှိကြောင်းကိုလည်းပြောကြားခဲ့တယ်။အော် စိုးရိမ်တာတော့အမှန်ပါပဲဘာမှလည်းမဆိုင်ဘူးလေဒီအခြေအာရှပစိပိတ်ဒေတာနဲ့နေတိုးကဘာမှတော့မဆိုင်ပါဘူးကျွန်တော်တို့ကတော့စိုးရိမ်ပါတယ်ဘာမှလည်းမဆိုင်ဘူးလို့ကျွန်တော်တို့ကတော့ပြောချင်နေဘူးဆိုထားသည်နေတိုးအဖွဲ့မှာအာရှပစိပိတ်ဒေတာတို့ဝင်ရောက်လှုပ်ရှားမှုကပဋိပက္ခတွေကိုပို့ပြီးတော့ကြီးမားလာစေပြီးငင်းချရင်နီလန်ဖြင့်ဖြေချင်းကြလိမ့်မည်ဟုယူဆထားကြောင်းကိုလည်းစေကောင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့တယ် အာချာပစိပိတ်ဒေတာဆိုတာအာချာဆိုတာကုန်းမြေဒေတာပေါ့ပစိပိတ်ဆိုတာကတော့ကုန်းမြေဒေတာနဲ့ပင်လေကန့်ချင်ပင်လေသမုတ်တရားတွေပေါင်းစည်းထားတဲ့နေမြေတစ်ခုပါပဲဘာပဲပြောပြောမဟာဗျူဟာအရာအရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါကိုငိမ့်ချန်းစွာလုံနိုင်မယ်လို့ဆိုရင်ကဘာအတွက်အများဆုံးအကျိုးရှိမဲ့လုပ်ငန်းတစ်ခုပါဒါပေမဲ့လေအင်အားကြီးနိုင်ငံကနေပြီးတော့ဥပမာအားဖြင့်ခုနကပြောတဲ့အထက်မှာနေတိုးတင်မဟုတ်ဘူး အိန္ဒိယတို့ဩစတြေးလျတို့ဂျပန်တို့အမေရိကတို့ပေါင်းစည်းပြီးတော့လေသူတို့မှဒီမှာအင်အားထိန်းကြီးဖို့အတွက်လုံနေတာတွေလေကျွန်တော်တို့တွေးနေရတယ်။ဒါတွေကပဒီပခါကိုပို့ပြီးတော့ကြီးမားလာစေမယ့်အရေးလို့ကျွန်တော်ကမြင်မိပါတယ်။ဒါကြောင့်ငိန်ချန်တဲ့နီနာလန်တော့မေဆိုတော့ကအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်တို့ယူဆတယ်။စိတ်ပူတာကတော့အမှန်ပါပဲ။စိတ်ပူတယ်ဟုသူကဆက်လာပြီးတော့ပြောကြတယ်။အာရှပစိဖိတ်တွေကအတွင်းမှာအခြေတောင်အာရှနဲ့ အိုရှာနီးယားတို့အပါဝင်ကုန်းမြင်နှင့်ပင်လေသမုဒ္ဒရာဒေသများကိုပေါင်းစည်းထားသော နေမြေတစ်ခုဖြစ်ပါတယ်။မြောက်အတ္တလန်တိတ်စာရှုပ်အဖွဲ့တစ်ခုဟုခေါ်ဆိုသောနေတိုးအဖွဲ့မှဥရောပနှင့်မြောက်အမေရိကနိုင်ငံ32နိုင်ငံစီးရဲအရာပူးပေါင်းဆောင်ရွက်ရန်ဖွဲ့စည်းထားသောအဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။ဒါကြတော့နေတိုးကတော့ကြောက်တယ်။ဟုတ်လား။နေတိုးကတော့ကြောက်တယ်။ကြောကြောပေါ်ကလေးကြောက်ဖို့လိုတယ်ဆိုတာအောင်နောက်ထဲမှာထေထားအောင်ယူကရိန်းနဲ့ပဋိပက္ခပို့၍ပြင်းထန်လာသည့်နှင်းအပြတ် ဥရောပတည်းအမေရိကန်လုံခြုံရေးအာမခံချက်အပေါ်ပို့ပြီးတော့မိခိုနေရပြီးတော့အာရှပစိဖိတ်ဒေသအတွင်းသို့ဝင်ရောက်လာခြင်းဒီလေတရုတ်ကိုအပြင်းထန်ဆုံးပြိုင်ဖက်အဖြစ်သတ်မှတ်ထားသည့်အမေရိကန်၏ဖိအားကြောင့်ဖြစ်သည်ဟုစည်ရေးသုံးသပ်သူများကပြောဆိုထားကြသည်ဒီတော့အခုမြန်မာနိုင်ငံထဲမှာတိုက်ပွဲတွေမြောင်းများစွာ ဖြစ်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကိုအမေရိကန်ကကူညီသွားမှာကိုလည်းမကြောက်ဘူးလားနေလို့ကြောက်မှာပါ ဒီအကြောင်းကိစ္စနဲ့ဒီအရေးကိုပြောခဲ့တာလို့ငါတို့အနေနဲ့သုံးသပ်တယ်။နေတိုးအဖွဲ့တီတောင်တရုတ်ပင်လယ်သို့စစ်သွင်းပေါ်များစေလွှတ်ခြင်းနှင့်ထိုင်ဝမ်ရေလက်ကျ၌ရွာလွင်ချင်းတို့အပြင်အာရှပစိဖိတ်ဒေသအတွင်းတွင်လှုပ်ရှားပြီးတော့ပူမိုလှုံ့ဆော်လာကြောင်းကိုလည်းသိရသည်။တရုတ်နှင့်ထိုင်ဝမ်အကြားအကျိုးစီးပွားပြဿနာတွေထဲကိုနေတိုးအဖွဲ့ဝင်ရောက်လာပြီးအမေရိကန်အတွက်တရုတ်အားဖိအားပေးနိုင်ရန်ရှုံ့ထွေးသောပဋိပက္ခကြီးတစ်ခုကိုလည်းဖန်တီးနေသည်ဟု ုံးသက်သူများကပြောဆိုကြသည်နေတိုအဖွဲ့တွေကဥရောပဒေသတွေမှာကမောက်ကမဖြစ်အောင်လှုံ့ထားပြီးပါပြီအဲ့ဒီအတွက်အာရှပစိဘိတ်ဒေသကတော့မထီးခိုက်စေတင်တော့ပါဘူးဟုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုထားခြင်းဖြစ်သည်ဒီတော့တရုတ်ကလည်းစိုးရိမ်ထိတ်လန့်တဲ့ပုံစံမျိုးကိုတွင်းနေရပြီဘာလို့လဲဆိုတော့ပြူစောထီးဆိုတာပေါ်လာသမီးပဲเนาะငါကြီးဘလောက်ပဲတောင်းချမ်းပါစေပြူစောထီးဆိုတာပေါ်လာသမီးပဲဒီတော့တရုတ်ကလည်း အမေရိကန်ကူညီမေးအရာတွေရှူတောင်းနေတာနေပြီးတော့မြင်ပြီးသားဖြစ်ပါလိမ့်မယ်ဆိုတော့တရုတ်နှင့်မြန်မာပြည်အိန္ဒိနာချင်းနိုင်ငံဖြစ်တဲ့အပြင်လက်ရှိအာဏာသိမ်းစစ်ကောင်စီနေလေတရုတ်အစိုးရတို့သည်ဆက်ဆံရေးကောင်းမွန်နေရေးနေတို့အဖွဲ့တရုတ်ပေါ်ဖိအားပေးသည့်မြန်မာနိုင်ငံအတွက်အကျိုးသက်ရောက်မှုရှိသည့်စီကောင်းဆောင်မင်းအွန်လိုင်းကစိုးရိမ်သည်ဟုပြောဆိုလာခြင်းဖြစ်သည်မင်းအွန်လိုင်းစိုးရိမ်မှာပေါ့မိမိတို့ကလုံထားတဲ့အရာတွေက ရုရှားဘက်ကိုပြစ်ကပ်လိုက်တရုတ်ကိုအဖေခေါ်လိုက်တရုတ်ကိုမထီမင်းမြင်ပြူလိုက်ရုရှားကိုပြစ်ကပ်လိုက်နဲ့ဟိုဖက်ပောင်ကိုရိုက်ဒီဖက်ပောင်ကိုရိုက်ပြီးတော့ဖြစ်နေတဲ့စိတ်ကွေးနဲ့အတူတူဖြစ်နေပါလေဆိုတော့ကမြန်မာနိုင်ငံရေးလဲစိတ်ကွေးလောက်တတလေးပဲရှိတယ်လို့မြင်ရမှာဖြစ်ပါတယ်ဒီတော့အမေရန်လမေကြီးကမြန်မာနိုင်ငံထဲကတယံဇာတာအစီအနှစ်ဟူသမ ्या ကို အပြင်ကဒိုင်းတိုင်းမဟုတ်ရင်တော့တွေ့ဝိုက်ပြီးတော့ဝင်ပြီးယူနေတဲ့ပောက်ပေါ်ကြီးတွေကိုမြန်မာစစ်စိုးရကဘာတွေပေးပါမယ်ဆိုပြီးတော့ဂတိကဝပေးထားလို့လေလာချိုမျိုးကိုကြည်လေးတစ်ချက်မဖောက်ပင်နဲ့ရာသွားတာဖြစ်တယ်ဆိုတော့ကဒီအရှာလာတွေကိုလေကျွန်တော်တို့ထောက်ပြီးတော့ဝေဖန်သုံးသပ်ဖို့လိုအပ်တယ်ဒါကစည်ရဲ့တည်င်းလေးလာသူတွေသုံးသပ်နေကြတာလေမြောင်မြောက်စွာရှိပါတယ် အာရှပစိဖိတ်ဒေသကိုတကယ်တမ်းနေတိုးအဖွဲ့ဝင်တွေရောက်လာပြီဆိုတာကိုမြန်အွန်လိုင်းကမြန်ခမ်းလှုံနေပေမဲ့တကယ်တမ်းနေတိုးအဖွဲ့တွေကတကယ်အင်အားကြီးနိုင်ငံအဖွဲ့တွေပေါင်းစည်းထားပြီးတော့နေတိုးအဖွဲ့ကို ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်တကယ်တမ်းဒီအဖွဲ့တွေကတိုင်းရင်းသားလက်နက်ကိုင်တွေကိုထောက်ပံ့ကူညီမှုသာပေးလိုက်တယ်ဆိုရင်မြန်မာစစ်ကောင်ဆောင်ကတော့ မြင်ယထာပေါ်မှာတက်စီပြီးတော့ပြည့်တော်လောမှာမဟုတ်ပါဘူးအသေးထွက်မလားအရှင်ထွက်မလားဒီနှလမ်းပဲရှိတယ်ဒါကြောင့်သူ့အနေနဲ့စိုးရိမ်တာကလည်းမမှပါဘူးเนาะဒီတော့ကျွန်တော်တို့အနေနဲ့သုံးသပ်ပြီးဒီအရာလေးတွေကိုဖတ်ရှုမျှဝေတင်ဆက်ရခြင်းပဲဖြစ်ပါတယ်နောက်တစ်ဖက်မှာလည်းဘူးဒီတော်မောင်တော်တိုက်ပွဲတွေမှာဖန်စီရမိတဲ့စစ်တုံးပန်းမိသားစုဝင်300ကို ထပ်ပြီးတော့အရဟတတော်အေကပြန်ပြီး ခလောပေးလိုက်တယ်ဆိုရင်တည်ဆောင်းပါတစ်ခုကိုလည်းဖတ်ရတယ်ဒီတော့ဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့ဖတ်ချူမြဝေတင်ဆက်သွားမှာဖြစ်ပါတယ်စေသုံးမမိသားစုဝင်300ကျော်ကိုထမ်းမှန်ပြီးတော့အေအေကလှော်ပေးလိုက်တယ်ဆိုရင်တည်တနေ့အတွင်းစစ်သုံးပန်းတထောင်ကျော်ကိုပြန်လွှတ်ပေးခဲ့ပြီပဲဖြစ်ပါတယ်။ရခိုင်ပြည်ဘူးသီးတော်မျိုးသိန်းတိုက်ပွဲရဲ့တနေ့အပြည့်အထိမ်မှအပြည့်တိုက်ပွဲအတွင်းဖမ်းဆီးရမိသောစစ်ကောင်စီတပ်သားစစ်သုံးပန်းမိသားစုဝင်300ကျော်ကိုအေအေကလွှတ်ပေးခဲ့ကြောင်းသိရတယ်။ စစ်ကောင်စီတပ်သားများစစ်သုံးပန်းများနှင့်မိသားစုဝင်များအာရာခတပ်တော် A ကပြန်လွှတ်ပေးရာတွင်ယခုနှစ်2025ခုနှစ်တနည်းအတွင်းမှာစစ်သုံးပန်း2023ဦးကိုပြန်လွှတ်ပေးထားတာပဲဖြစ်ပါတယ်။ဖမ်းဆီးရမိထားသည့်စစ်သုံးပန်းထင်မှာပြန်လည်လွှတ်ပေးသည့်စစ်သုံးပန်းများနှင့်မိသားစုဝင်များအားပြန်လည်လွှတ်ပေးခြင်းဖြစ်ကြောင်းအာရာခတပ်တော် A ကပြောဆိုထားတယ်။ ဖေဖော်ဝါရီလပထမအပတ်အတွင်းစစ်သုံးပန်းများနှင့်မိသားစုဝင်များစုစုပေါင်း136ဦးကိုပြန်လွှတ်ပေးခဲ့ပြီးဖေဖော်ဝါရီလတတိယအပတ်အတွင်းစစ်သုံးပန်း196ဦးကိုအေရာပြန်လွှတ်ပေးခဲ့သည်ပြန်လွှတ်ပေးခဲ့သည့်196ဦးထဲတွင်စစ်ကောင်စီဒုတိယရေမှူးကြီးတဦးပါဝင်ပြီးအမျိုးသမီး149ဦးနှင့်အမျိုးသား50ဦးပါဝင်ကြောင်းသိရသည်ဧပြီလ13ရက်နေ့ကလည်းမင်းပြတိုက်ပွဲအတွင်းဖမ်းဆီးရမည်သည့်စစ်သုံးပန်းများထဲမှပြန်လွှတ်ပေးရသော စစ်တုံးပန်းများနှင့်မိသားစုဝင်များ190ဦးကိုလွှတ်ပေးခဲ့ပြီးမေလ16ရက်နေ့ကလည်း225ဦးကိုပြန်လည်လွှတ်ပေးခဲ့ပါတယ်။ယမနေ့မေလ16ရက်နေ့ကလည်းဘူးတီတောင်မြို့မျိုးသိမ့်တိုက်ပွဲအတွင်ဖမ်းဆီးရမိသောစစ်တုံးပန်းများထဲမှပြန်လွှတ်ပေး၍ရာသည့်စစ်တုံးပန်းများနှင့်မိသားစုဝင်များ314ဦးကိုအာရခတ်တော် A ကပြန်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ရခိုင်ပြည်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများနှင့်မိသားစုဝင်များထောင်ချီပြီးအာရခတ်တော် A ကဖမ်းဆီးထားချီပြီး ယင်းအထက်မှပြန်လွှတ်ပေးသည့်ဥယျာဉ်စုစုပေါင်းတထောင်ကျော်ရှိလာခြင်းဖြစ်သည့်ပြီးခဲ့သည့်ဇန်နဝါရီလ16ရက်နေ့တွင်မြောက်ဦးမြို့နယ်ရန်ချောင်းဒေသတွင်ထားရှိသောစစ်တုံးပန်းများရှိရာနေရာများကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့၍စစ်တုံးပန်း28ဦးသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်ဒီတော့အခုလက်ရှိအနေအထားမှာစစ်ကောင်စီကရခိုင်ဒေသကို အမြဲတမ်းထက်ကတလေလေဘုံကျေးလာတဲ့အပေါ်မှာမူတည်ပြီးတော့စစ်တုံးမနဲ့မထိခိုက်ရလေအောင်မလိုအပ်ပဲအသက်တည်းမဆုံးရှုံးရအောင်အာရခတတ်တော်အေအနေနဲ့လူသားချင်းစာနာထောက်ထားမှုနဲ့လူသားဆန်စွာဒီစစ်တုံးမတွေကိုပြန်လေလွှတ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့အမြဲတမ်းငါ့ကိုမရတွင်းကိုဖြတ်နေတဲ့စစ်ကောင်စီကတော့ဒီနေ့မှဆိုရင်လေကျောက်တော်မျိုးနဲ့အပေါ်ကတဝဲလေလေနဲ့ ဂျက်ဖိုက်တာတစ်စီးပြန်ဝင်နေတာကိုတင်းပေါ်မှာဖတ်ချူလိုက်ရပါတယ်ဆိုတော့အမြဲတမ်းငါ့ကိုမရတွင်းကိုဖြတ်ဖို့အတွက်ပြည်သူတွေရဲ့အသက် OA စီစဉ်ကိုရည်ရွယ်ရှာရှိရှိကြောက်ပြူဒေသမှာစစ်အချိန်ကမြင့်လာလေစစ်တွေဖတ်တယ်မှာစစ်အချိန်တွေကမြင့်လာလေလက်ရှိအရခတ်တော် A တိမ်ဖို့ကြံနေတဲ့ကြောက်ဖြူစစ်တွေမှန်အောင်ဒီဒေတာတွေမှာတနေ့ထက်တနေ့စစ်ရဲ့အချိန်ကမြင့်လာမှာဖြစ်ပါတယ်ဒါကြောင့် စစ်ကောင်စီကငါ့ကိုမရတွင်းကိုဖျက်မှစိုးရိမ်တာလေတကြောင်အာရဟတ်ကတော်ကလူသားဆန်စွာဒါကြောင့်မို့စစ်သုံးပန်းရဲ့အသက်မလိုအပ်ပေမဆုံးရှုံးရအောင်လျှော်ပေးတာပဲဖြစ်ပါလေဒီတော့ဒီနေ့ရရှိတဲ့သတင်းဆောင်မတွေကိုကျွန်တော်အနေနဲ့ဖတ်ချူမြောက်ဝေတင်ဆက်ခြင်းမှာမိတ်ဆွေတို့အနေနဲ့လိုအပ်တာလေးရှိရင်လေကွန်မန့်လေးတကြောင်နဲ့အသီးပေးထောက်ပြခဲ့ကြပါလို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ဒီနေ့ ကြည့်ရှုနေကြတဲ့မိဖပြည်သူများစိတ်အေးချမ်းသာခြင်းကိုယ်အေးကျန်းမာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့စူးမွန်ကောင်းတောင်းရင်းဒီဗီဒီယိုဖိုင်ကိုနီးကုန်းရှုပ်အဆုံးသတ်ပါတယ်။ဟုတ်ကဲ့ပါသာလီစွာပါဂါရဝါပါအကုန်လုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ Bye bye.